အားလုံးမင်္ဂလာပါဒီနေ့ကျတော့ရာသီဥတုရနေ့တာရတော့အပင်တွေကတော့အကိုင်းတွေ6တွေပဲရှိတော့ဒါပေမဲ့နေလေးတာတော့ဗောနော်အဲ့တော့ဒီဘက်မှာကျွန်တော်အခုရောက်နေတဲ့နေရာက Naragra Bus Terminal ဗောနော်နောက်ပြီးတော့ Ray Station လည်းရှိတယ်ဆိုတော့ဟိုဘက်ကိုကျွန်တော်တစ်ချက်ပြပါမယ်အဲ့တော့ဒီဘက်ကပုံမှန်အဖြစ်ကျွန်တော်တို့ဒီ bus ကြီးရက်တာကအဲ့ဒီနေရာဗောနော်ဒါကကျွန်တော်မှာ bus ကမှတ်တဲ့အပြည့်အောင်လေးစိုင်းလေးတွေ့ရတယ် ဆိုတော့သူက Narrogra bus တာမင်းနဲ့ဒီမှာကျွန်တော်တို့ဒီ Go bus တို့တခြား Mega bus တို့ဒီကျွန်တော်တို့ဒီ Toronto တို့တခြားကျွန်တော်တို့ဒီမြို့တွေသွားနေလို့ရှင်ဒီကနေကျွန်တော်ကလာစီလို့ရအဲ့ဒါပြီးတော့ကျွန်တော်ဟိုးမှန်မြင်နေရတဲ့အနီအောင်ကျွန်တော်တို့ဒီဟိုပါပေါ့နော် race station ဖြစ်မှာဘက်ကဘက်ကကျွန်တော် race station ဆိုကျွန်တော်ပုံမှန်အဖြစ်ကားတွေကဒီထိရောက်တယ်ဒါကျွန်တော် Narrogra bus တာမင်းရောက်ပြီလို့ရှင်ကျွန်တော်ဘက်ကအကြောင်းကို လမ်းဆက်ပြီးတော့ရှောက်သွားကြတယ်။တကယ်ပဲကြောက်ဟိုကြောက်ဒီပုံစံအတိုင်းမျိုးလမ်းရှောက်သွားရင်ကျွန်တော်တို့ဒီ9မိနစ်လောက်ကြောက်ကိုရှိကိုလမ်းကိုချိုးလိုက်ရင်အဲ့ဒါကျွန်တော်တို့ဒီ Niagara Falls ရောက်ပြီနော် University ပေါ့အဲ့တော့ဟိုနောက်တစ်ခုကကျွန်တော်တို့ဒီ student residence ပေါ့နော်ကျောင်းသားတွေနေတဲ့အဆောင်ကဘယ်နားမှာရှိလဲဆိုတော့ကျွန်တော်ဟိုလမ်းထိတ်ခိရောက်တစ်ချက်ပြနော်အဲ့တော့ဒီ ော်ကျွန်တော်အခေါ်နာကိုချုံးလိုက်တာနဲ့ဒါ Nagra for University ကိုတွေ့နေရပြီဒီမှာပေါ့နော်ဒါကြီးပေါ့ဒီ building ပေါ့ဆိုဒီ building ပေါ့ဆိုတော့ကျွန်တော်တို့ student residence ကဘယ်တန်းမှရှိလဲဆိုတော့ဒီ land dock ရောက်ကိုဟိုဘက်ကိုဆင်းသွားလိုက်တာနဲ့အဲ့ဒီ river road အဆုံးပဲဒီ land အဆုံးကိုကျွန်တော်တို့ဒီဟိုဘက်ပေါ့နော်ကျတော့ဒီဘက်ဒီဘဲဘက်ကိုချိုးချလိုက်တာ ਨੇ အဲ့ဒီမှာကျတော့ညာတော့ residence ဆိုရလိမ့်ရှိဆိုတော့ကျွန်တော် ်နောက်ရအချိန်ရလို့ရှိရင်ကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်ဟိုဘောပြီးရင်ကျွန်တော် Google Map မှာလည်းချက်ထုတ်ပြမယ်နော်ဆိုတော့ဒီကနေပြီးတော့ဆိုရင်ကျွန်တော်3မိနစ်ကနေ5မိနစ်လောက်လမ်းလျှောက်လိုက်ရောက်တယ်ဆိုတော့အဲ့ဒီမှာတချို့ကျွန်တော်တို့ကသူ Nagara resident ကသူ student အဆောင်အနေနဲ့ထပ်ပြထားပါနော်အဲ့တော့သူကကျွန်တော်တို့တွေအဲ3လဒီ stamps တစ်ဖြတ်ကိုကျွန်တော်တို့ငှားရတယ်ဗျကျွန်တော်ရှိရခုံလေးမှာခဏထားလိုက်မယ်နော်ဒီနားလေးငှားလို့ရတယ် ငှားပြီးလို့ရှိရင် तू က first come first serve အနေနဲ့ငှားလို့ရတယ်အဲအဲ့မှာကျွန်တော်တို့ဒီကျောင်းလာတက်မဲ့သူတွေအတွက်ကဘယ်လိုလုပ်ရင်ကောင်းလဲဆိုတော့တချို့ဒီဘက်မှာနေစရာနေရာပညာရှာနေတဲ့သူတွေရှိရဲဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အဲ့ဒီ student ခုနဒီ resident မှာကျတစ်ချက်ငှားလိုက်ပေါ့နော်ငှားပြီးလို့ရှိရင်တစ်ချက်နေလိုက်နေပြီးတော့3 3လလောက်ဖြစ်ပါဖြစ်ပေါ့နော် first time တစ်ချက်လောက်နေပြီးလို့ရှိရင်အဲ့ဒီမှာကျတို့အိမ်နေရှာလို့ရတယ် အိမ်စိတ်ကြိုက်ရှာပါတော့ဆိုတော့ဒီကျောင်းကျောင်းနားမှာလည်းဒီမှာ residence အိမ်နေရှိတယ်ပြီးတော့ဒါကျတော့အောက်ကိုဆင်းသွားတယ်ဗောနော်ကျောင်းကနေပြီးတော့ဟိုအပေါ်ဆက်ပြီးတော့တက်သွားလို့ရှိရင်ကားသွားတယ်ဘက်ကတော့ရှော့တက်သွားလို့ရှိရင်အဲ့မှာကျတော့ first avenue second avenue third avenue fourth avenue ဒေါ့ရှော့ရီမှာကျတော့ဒီအိမ်လေးတွေရှိတယ်အပေါ်ကတော့ကျောင်းကနေကျတော့ walking distance သွားလို့ရနေအဲ့ဒီမှာကျတော့ထပ်ပြီးတော့အိမ်ရှာလို့ရတယ်အဲ့တော့အိမ်ရှာတဲ့ website လေးတွေကျွန်တော်ထပ်ပြီးတော့ချပေးမယ် ဟို market place ကတချို့ကြောင့်ညာနည်းနည်းလေးတော့ဟို scam တော့ရှိတော့ဗျာဒါပေမဲ့ဟိုဒီမှာအသိရှိရင်တော့သိချာမေးမြန်းပြီးတော့အိမ်နေပါလေတွားကြည့်ပေါ့တချို့အိမ်နေရကျတော့နည်းနည်းလေးညစ်ပတ်တာရှိတယ်နေရထိုင်ပေါ့ဗျာနော်ဆိုတော့ဘာလို့ဆိုတော့ kitchen နေဟို bathroom နေရတွားလိုက်တည်းဟာ share ရတာဗျာနော်အဲ့တော့ညနေအချိန်လေးကြည်ပြီးတော့ငါကိုအတန်းကြိုက်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကိုကိုတိုင်းပဲရောက်တော့မှငှမဟိဆိုလို့ရှိရင် student resident မှာတစ်ချက်နေလိုက်နေပြီးတော့မှပဲဘာလို့ရလဲဆိုရင်အဲ့ဒီမှာကြိုလိုက်ပြီးတော့ငှလို့ရတယ် နော်ဆိုတော့ဒါကကျွန်တော်ဒီ2မျိုးပေါ့နော်နှစ်စားရှိအဲနောက်တစ်ခါကျတော့ Airbnb ကတော့ကျွန်တော်တို့ဒီမှာဈေးကြီးတယ်ဗျာဆိုတော့ဒီမှာ hotel ပဲရှိတယ် Airbnb ငါစားရှိတယ်ဒါပေမဲ့ဒီနေရာအသိအတိုင်းပဲကျွန်တော်က Niagara Falls ကတိုးလာတဲ့မြို့ဆိုတော့ Airbnb ကတော့ဈေးကြီးတယ်ငါမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ Airbnb တော့အရင်ကြီးတော့ကျွန်တော်တို့ဒီအာမပေးဘူးအဲခုနလိုဒီចောင်းဆောင်မှာတစ်ချက်3လတစ်ချက်လောက်နေလိုက် နေပြီးလို့ရှိရင် Samsung တစ်ခုလောက်နေပြီးတော့နောက် Samsung ကျတော့မကွန်ကိုကြိုက်တဲ့နေရာပြောင်းလို့ရတယ်။ဒါပေမဲ့တကယ်ကြီးအသိရှိရဆိုလို့ရှိရင်ဒီ marketplace ကိုဘာလို့ကနေပြီးတော့ဒီငှားတဲ့ဥစ္စာလေးပေါ့နော်။ငှားလိုက်။ငှားပြီးတော့မှကြွေးဘာလို့မလဲဆိုရင်အဲကိုကြိုက်တဲ့နေရာထပ်ရှာယူထပ်ပြောင်းမလို့။အဲ့တော့ကျွန်တော် deposit အနေနဲ့ကကျွန်တော်ကဘယ်လိုပေးရလဲဆိုတော့အိမ်ဒီငှားမယ်ဆိုကျွန်တော်ကသူက first and last month လို့တောင်းတယ်။အဲ့တော့ကျွန်တော်နှစ်လစာပေးရအောင်ဗျာ။ဆက်ဆက်ချင်းတစ်လစာပေးရမယ်။ပြီးရင် ဆင်းသွားလို့ရှိရင် one month notice ပေးပြီးတော့အဲ့ဒီ last month အနေနဲ့ကျတော့တလစာသူတို့အဲနဲ့ပြန်ပြီးတော့ကျတော့ခြေလိုက်လို့ရနော်အဲ့ဒီသဘောပဲအဲ့တော့နောက်တစ်ခါကျတော့ကျတော့ကတချို့ဒီ website ကနေပြီးတော့အိမ်နေပေါ့နော်ငားမဟိဆိုရင်ဘာရှိလဲဆိုရင်သူတို့ကကျတော်တို့ကိုဒီ student ဖြစ်ဖြစ်ဘာဖြစ်သူတို့က credit ဒီ report တွေပဲတောင်းတယ်ရှင်းတော့တချို့ကကျတော့ international student တွေကိုသိပ်ပြီးတော့အာမငားပြစ်တဲ့မငားကျင်တဲ့ ိမ်ကြီးလည်းရှိရနောက်ခွက်ကြောကျွန်တော်တို့ကအဲ့လိုအိမ်တစ်လုံးငှားမဟေးဆိုကျွန်တော်တို့ကဘိုင်လုပ်ကြဆိုတော့6လတစ်ဖြတ်တူတစ်နှစ်တူအဲ့လိုမျိုးကျွန်တော်စာချုပ်ချုပ်ကြတာရှိအဲ့တော့အဲ့တော့တချို့နေရာက location တွေကကျွန်တော်တို့က Google Map မှာကြည့်ပေမဲ့တကယ်တကယ်ဒီဘောနော်ရောက်လို့ရှိရင်ဟိုနေရာတွေကတနေ့ခေါင်းတာတို့တခြားစားတော့ဆိုင်ရင်းနဲ့ဝေးတာတို့အဲအဲ့ဒါမျိုးတွေကြာရင်တို့တို့က6လတနေ့လောက်ကြီးစာချုပ်ချုပ်ထားပြီးတော့မှာ အဲ့ဒီအိမ်မှာကျွန်တော်တို့ကဆက်ပြီးတော့မိုနေဗျူတခြားနေရာပြောင်းဝင်ရေးဆိုတော့ကျွန်တော်တို့က last စာချုပ်ကိုကျွန်တော်တို့က cancel လုပ်ရင်တော့နောက်ဆုံး first and last deposit ပြည့်နေရမှာ last deposit တော့ကျွန်တော်အဆုံးခံပြီးတော့ပြောင်းလို့ရရဒါပေမဲ့ဟိုနည်းနည်း risk တော့မြင်ရတော့ဗျာအရင်တော့ risk တော့မယူနေဘူးအကိုရိုင်းလာကြည့်ရောက်လာရောက်လာပြီးတော့ဒီတငယ်ချင်းအပေါင်းအသင်းရှိလို့ရှိရင်တငယ်ချင်းပေါင်းအသင်းကိုအကူအညီတောင်းပြီးတော့တချို့ဒီ market place ကအိမ်ငန်းလေးလိုက်ပြီးတော့ကြည့်လို့ရတယ်သူတို့ကကြတော့စာချုပ်ချုပ်ဆရာမလို့တချို့အိမ်တွေကကြတော့နော် ်တချို့အိန္ဒိယတော့3လ6လမျိုးစောက်ချခိုင်းနိုင်ရှိတယ်အဲ့တော့ကျွန်တော်တို့က Gorilla ကြည့်ပြီးတော့မှငှားရက်ကပို့ပြီးတော့အဆင်ပြေပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်